ုပ်ထုတ်ချုပ်ဖို့အတွက်ပက်တန်ဒါကထိတ်အုပ်အဝိုင်းပြီးတော့ဒါကဒီပက်ဒါကဒီပက်စာဒီလိုမျိုးဒါကခောက်ယူနဲ့နှစ်ဖက်စာပေါ့နော်ဒီဥစ္စာကနှစ်ဖက်စာညံရမယ်ဒါကြတော့ဒီအဝိုင်းအောက်ကအဝိုင်းပေါ့နော်ဘေးအပြန့်ကားအဝိုင်းဒီပက်တန်ဒီပက်တန်ကိုပိတ်စာမှာ ညှက်မယ်အရင်ဆုံးအသေးကတ်မှာညှက်မယ်ညှက်ပြီးပိတ်ဆပေါ်မှာမိမှုတိုင်မယ်ဘေးချုပ်စာချန်ပြီးတော့ညှက်မယ်နှစ်ဖက်လဖြစ်တဲ့အတွက်ဒါကိုနှစ်စာညှက်ထားမယ်နောက်ပြီးတော့ဒီဘေးပတ်ဆိုလို့ရှိရင်လည်းဒီဥစ္စာကအသေးဒီလိုအပြန့်နော်အပြန့်ကိုဒီမှာအသေးကတ်ကိုညှက်တယ်ညှက်ပြီးတော့ပိတ်ဆပေါ်တင်ပြီးတော့မိမှုတိုက်ပြီးချုပ်စာချန်ပြီးတော့ညှက်ထားတယ်ဒါကနော်ဒီလိုလေးနော်ဒီလို ီဘက်မှာအခောက်ယိုးနဲ့ဒါဒါမှတပတ်လုံးစားအတွက်ဒါကတော့တချမ်းစာပြီးတော့သူ့ကိုဒီမှာဒါကလည်းအလှမလှဖြစ်တဲ့အတွက်ဒီလိုမျိုးပဲနော်အတွင်းစာအတွက်ကလည်းညှက်ထားတယ်ညှက်ထားပြီးတော့ဒီဘေးအဝိုင်းအတွက်ကြာတော့လေဒီမှာအသေးကပ်ကိုဒီလိုမျိုးညှက်လိုက်တယ်ညှက်ပြီးတော့မိဘူးမှာတိုက်တယ်တိုက်ပြီးလို့ရှိရင်ပိတ်စာကို ချုပ်စာချန်ပြီးတော့မြတ်တယ်ဒါကအတွင်းထဲရနေထားဖို့အခုဆိုရင်ဒါကအုတ်ထုံးမြတ်ပြီးသွားပြီချုပ်ဖို့ပဲရှိတော့တယ်ပထမဆုံးဘေးအကားအဝိုင်းရဲ့ဒီဘေးနားမှာဒီအတွန့်လေးကိုထည့်မယ်နော်ဒီတွန့်လေးရဲ့လှတဲ့ဘက်ကိုဒီလိုမျိုးလှလာခြင်းမျက်နှာချင်းဆိုင်ပြီးတော့ထည့်မယ် ီဘေးပတ်လေးကိုလည်းဒီလိုမျိုးချုပ်မယ်ချုပ်ပြီးတော့ဒါခွဲပြီးတော့မိဘူးတိုက်လိုက်မယ်တိုက်ပြီးလို့ရှိရင်ဒီအဝိုင်းလေးနဲ့ဒီအဝိုင်းနဲ့ဒီအဝိုင်းနဲ့ကိုဆက်လိုက်မယ်ဟမ်အဲ့ဒီလိုပဲဒီအတွင်းသားကိုလည်းအတွင်းသားကိုလည်းအဲ့ဒီလိုပဲဒီလိုမျိုးဆက်မယ်ဒီလိုဆက်မယ်ဆက်ပြီးလို့ရှိရင်ဒီထိတ်ကိုဒီလိုဆက်ပြီးတော့ វាយដាក់ឈុកដាក់ណា ဒါကိုတဝက်ချိုးပြီးတော့ဒီဘက်ထိပ်ကိုလည်းမှတ်မယ်ဒီဘက်ထိပ်ကိုလည်းမှတ်မယ်နောက်ပြီးတော့ဒါဆိုလို့ရှိရင်လည်းဒီဘက်ချမ်းကိုလည်းဒီဘက်ကိုလည်းဒီဘက်ထိပ်ကိုမှတ်မယ်ဒီထိတ်နဲ့ဒီကအမှတ်နဲ့ကို ီလိုမျိုးလေးဆက်လိုက်မယ်ဆက်ပြီးရင်ဒီဘက်ကဒီအမှတ်နဲ့ဒီဆက်ရနဲ့အဲ့ဒါလေးပြန်ရနဲ့ပုံမယ်အပြန်နဲ့ထုတ်ပြီးရင်ဒီနေရာလေးတွေကိုလည်းလာဒီလိုမျိုးလေးအဲ့လိုမျိုးလေးဒါပတ်တယ် ဒီလိုပူချုပ်လိုက်မယ်ဒါဘေးပတ်စာလေးကိုဒီလိုဆက်ထားတယ်ဆက်ပြီးတော့မိဘူးတိုက်ပြီးတော့ခွဲထားတယ်ခွဲထားပြီးတော့ဒီကနေကင်လိုက်ပြီးတော့ဒီဘက်မှာဆိုရင်လည်းဒီမှာခဲရလေးမှတ်ထားလိုက်တယ်မှတ်ထားလိုက်ပြီးတော့ဒီအပေါ်ကထိတ်အုပ်ထိတ်အုပ်မှာဆိုလည်းဒီလိုမျိုးချိုးပြီးတော့ချိုးပြီးတော့ဒီဘက်เนาะဒီနေရာလေးနဲ့ ီနေရာလေးနော်ဒီလာတာတာတာချိုးထားတဲ့တဝက်ကလေးကိုဒီဟိုဘက်ဒီဘက်မှတ်ထားလိုက်တယ်မှတ်ထားပြီးတော့ဒီကမှတ်တဲ့နေရာနဲ့ဒီကအလယ်မှတ်နဲ့ကိုဒီလိုပြန်နဲ့ထိုးတွဲလိုက်မယ်တွဲပြီးဒီကလည်းအလယ်မှတ်နဲ့အလယ်မှတ်နဲ့တွဲလိုက်မယ် တွေ့ပြီးရင်ဒါဒါဆိုရင်ဒီမှာဒီလိုမျိုးလေးနော်မကွက်တီပဲနော်ဒီလိုမျိုးလေးပက်လဲချုပ်လိုက်မယ်အဲထိတ်အုပ်အဝိုင်းလေးနဲ့ဘေးပတ်လဲကိုတွဲပြီးတော့ပက်လဲကိုလိုက်ချုပ်လိုက်တယ်အဲ့ဒါကတော့ပတံနဲ့အတီကြညှက်ထားတာဖြစ်တဲ့အတွက်ကွက်တီကြပါတယ် ပဲလဲလှည့်ပြီးတော့ချုပ်တဲ့အခါမှာအဘီကိုမမပြီးတော့ရွှေ့ပြီးတော့မတွန့်အောင်လို့ညီအောင်လို့စာပိုင်းမှာပြန်လေးတွေနဲ့ထိုးထားပြီးတော့မှပဲလဲလှည့်ပြီးတော့ချုပ်တာပါ ဘူးဆိုရင်ဒါပတ်လေတပတ်ပြည့်ကနီးပါပြီ음တပတ်ပြည့်သွားပြီဆိုတော့ညှက်လိုက်မယ်ဒါကအတွင်းကန်လေးပေါ့အတွင်းကန်အသားလေးပါကြာကကြတော့အပြင်ကအလှသူကကြတော့အတိတ်ကနဲ့ကတ်ထားတယ်ဒီလိုပဲပတ်လဲချုံမှာ

ဒါခုနကတော့အတွင်းသားချုပ်တယ်လို့ပဲအဲဘေးဆက်ကြောင်းလေးကြတော့ခွဲပြီးတော့မီးဟူတိုက်ထားတယ်အဲ့ဆက်ကြောင်းလေးကိုအကွဲလေးအတိုင်းပဲချုပ်တာတပတ်လည်လုံးစုံအောင်ချုပ်လိုက်တာပါ ချုပ်ပြီးလှန်လိုက်မယ်လှန်ပြီးတော့အဲ့ဒီနေရာလေးတွေကိုအာမတွန့်အောင်လို့မီးဘူးလေးတွေမီးဘူးလေးနဲ့ပေါ့နော်အตาလေးဝိုင်းဝိုင်းလေးဖြစ်အောင်လို့လိုက်ပြီးတော့မီးဘူးတိုက်မယ်ဒါပြီးလို့ရှင်ပြီးတော့ဒီသူဗေနာဆက်ဝိုင်းနဲ့အဲဆက်လိုက်မယ်အတွင်းသားကိုလည်းအဲ့ဒီလိုပဲဆက်မယ် အုတ်ထုတ်ကလေးပြီးသွားပါပြီဒီမှာအုတ်ထုတ်ပြီးနာမှာပန်းလေးတက်ထားတယ်ဒီမှာတွန်းလေးနဲ့ဒါကအလှဘက်မှာ ထိတ်အုပ်ကဲဘေးပတ်ကဲဒီအဝိုင်းရချုပ်ပြီးလို့ရှိရင်ဒီလိုတွဲလိုက်တယ်အဲဒီနှစ်ခုတွဲတဲ့အခါကျတယ်ဒီအပေါ်ကဒါကအောက်ကမလှဘက်မလှဘက်ကိုလည်းအတွင်းဘက်ကိုခောက်တယ်ခောက်ပြီးတော့မှဒီနေရာလေးမှာဒီအတွန်လေးနဲ့ဒီချုပ်ရိုးလေးအတိုင်းပဲဖြည့်ပြီးတော့ပတ်လေလိုက်ချုပ်လိုက်တာဒါဆိုလို့ရှိရင်အုတ်ထုတ်ကဒါနှစ်ဖက်လှပေါ့နော် နှစ်ဖက်လာလေးအုပ်ထုတ်ကလေးပြီးသွားပါပြီ။